မင်္ဂလာပါဒီနေ့မှာ unit 3ကိုဆက်ပြီးတော့တွားမယ်เนาะရှင်းရဲ့မှာ lessons 3 ठी ပြီးသွားပြီဆိုတော့ဒီနေ့မှာ lessons 4 letters of the week g h lesson 4ဒီအပတ်ရဲ့စလုံးတွေဖြစ်တဲ့ g နဲ့ h ကိုဆက်ပြီးတော့လေ့လာကြမယ်တဲ့ listen and see နားထောင်ပြီးတော့ပြောကြည့်မယ်ကဲဒီမှာ capital letter g စလုံးအကြီးเนาะကြီးစလုံးအကြီးကိုရည်နှင်းပြထားတယ်ဘလို့ရည်ရမှာလဲမြင်းလေးချောင်းရှိတယ်အပေါ်ကအနီရောင်မြင်းအဲဒီမှာအဲ့ဒီမြင်းရနေမှာအောက်အပြောင်မြင်းကိုဆွဲချမယ်เนาะဆွဲချပြီးတော့မှဒီမှာအလဲကဒီဟာလေးဆွဲချမယ်အဆွဲဆွဲမယ်ကလပ်မြင်းလေးပြီးတော့မှအောက်ကိုတစ်ချက်ဆွဲချမယ်ဒါဒီကပ်တလာတာ G G အကြီး ကဲကြီးအသေးကြတော့ဒီအပြာရောင်အလဲအပြာမင်းအနေမှာဝိုက်မယ်ပြီးတော့မှဒီမှာအောက်အနီရောင်မင်းကိုထိအောင်ဆွဲချမယ်ကုကုလေးပြန်ဆွဲမယ်နော်ဒါဒီ small letter g g အသေးကဲအဲ့ဒါဆိုရှင် g စလုံးနဲ့စတဲ့အစကလုံးလေးကြည့်ရအောင်လိုက်စုမယ်နော် g i r l g a l g i r l g a l mentally G O A T goat G O A T goat say ကဲဒီမှာ h ရေးနင်းလေးကြည့်မယ် h ကိုဘယ်လိုရေးမလဲ capital letter h ကိုနော်ဒီအနီအောင်မြင်းလေးအနီအောင်မြင်းလေးကနေမှာအောက်ကမြင်းအပြားလေးကိုတစ်ချက်ဆွဲမယ်ပြီးရင်ဒီဘက်ခြမ်းကတစ်ချက်ဆွဲမယ်ပြီးတော့မှအဲ့ဒီမြင်းနဲ့ချောင်းကိုအလယ်ကနေဆက်မယ်ဒါဒီ capital letter h h a g ပြီးရင် small letter h ကိုဘလို့ရေးမှာလဲသူ့လည်းအဲ့လိုပဲဒီမြင်းလေးကိုအနေအောင်မြန်းနေမှာအောက်ကိုတစ်ချက်အရင်ဆွဲမယ်ပြီးတော့မှဒီမှာအခုံးတစ်ခုံးဆွဲလိုက်မယ်ဒါဒီ small letter h h a t ကဲပြီးတော့ဒီမှာ h နဲ့စတဲ့စလုံးလေးကြည့်ရအောင်เนาะလိုက်ဆိုမယ် h a n d hand h a n d hand hat h a t hat h a t hat auto ကဲပြီးတော့ဒီဘက်မှာ trace and write trace and write ဆိုတာကဒီမှာအအဆက်ချမြင်လေးနဲ့အရာလေးပေးထားတယ်အဲ့ဒါကိုမှလိုက်ပြီးတော့ရေးရမယ်ပေါ့နော်ကဲဒီမှာသူက uh, capital letter G, small letter G, capital letter H, small letter H ပြီးထားတယ်အဲ့ဒါကိုလိုက်ရေးရမယ်။ capital letter G အကြီး G အကြီးကိုရေးတဲ့အခါသူရဲ့ရေးနေအတိုင်းလေးလိုက်ရေးရမယ်နော်။ရေးချင်းတလို့မရေးပါနဲ့။သူရဲ့ရေးနေအတိုင်းလေးပဲရေးရမယ်။အဲဒီအပေါ်ကနေအောက်ကိုဝိုက်ချမယ်ပြီးတော့မှအလယ်ကနေအောက်ကိုဆွဲချမယ်ကြီးအသေးလည်းအဲ့လိုပဲ အလဲရနေဒီမှာအဝိုင်းဝိုင်းပြီးတော့မှအောက်ကိုဆွဲချမယ်ပြီးရင်ဒီမှာ h a g capital letter h သူ့လည်းအဲ့ဒီအတိုင်းပဲရင်းနှီးအတိုင်းလေးရှင်းမှပြီးတော့ရင်းနှီးအတိုင်းလေးရေးရမယ်နော်ဒီမှာတစ်ချက်ဘေးကိုတစ်ချက်ပြီးတော့မှအလဲကိုဆွဲရမယ်ဒါဒီ capital letter h a a g ပြီးရင် h အသေးလည်းအဲ့ဒီအတိုင်းပဲအာဆွဲချင်းတလို့မဆွဲနဲ့ပြီးတော့အတိုင်းလေးဆွဲမယ် ဒီမှာဘေးမြင်းအရင်ဆွဲပြီးတော့မှတခေါအရင်ဆွဲနော်ကဲပြီးအောက်က say the words စလုံးတွေကို ပြောပါတဲ့ဒီမှာ start စမယ်ဒီကနေစပြောရမယ်ပြီးရင်ဒီမှာ finish ဒီမှာဆုံးမယ်တဲ့ကဲစလုံးတွေကိုပြောကြည့်ရအောင်နော်ဒါလေးဆိုပါပြစ်မှလဲ girl girl ဒါရော hand hand 누가요? Gold. Gold. 누가요? You hat. Hat. 누가요? You gold. Gold. 누가요? You hand. The. Hat. အဲအဲ့လိုလေးလိုက်ပြောကြည့်မယ်နော် ပြီးရင် listen and circle တဲ့နားထောင်ပြီးတော့ why ပါတဲ့ဒီမှာစာလုံးလေးတွေပေးထားတယ် G I R L girl မှာ ID ဘယ်နားမှာရှိလဲလို့ပြောရင် I ကို why ပြမယ်အဲအဲ့လိုမျိုးပဲ H A N D hand မှာကြိုက်တဲ့စာလုံးပေါ့နော်တလုံးကိုပြောပြီးတော့ဘယ်နားမှာရှိလဲအဲ why ပြကြည့်မယ်ရမယ်နော်